ကိုနာတရဲ့သတင်းတူးနဲ့အတူဘယ်တာမန်ရဲ့အနာဂတ်အတွက်ပြင်ဆင်လာတဲ့လီဗာပူးအလုံးမဲမင်္ဂလာပါရှင်စပော့ကဘာကနေပြန်လည်ကြိုဆိုလိုက်ပါတယ်လီဗာပူးအသင်းအတွက်ထူးခြားချက်လေးတချို့ရှိနေပြီးတော့ဒီဗီဒီယိုလေးမှာတင်ဆက်ပေးသွားချင်ပါတယ်ဒီအသက်လက်တရဲ့ဖော်ပြချက်ထဲမှာဆိုရင်ကိုခဇမုကနာတေးအနေနဲ့တကယ်လို့သူ့ကိုဒီဈေးကွက်အတွင်းမှာပဲထုတ်ရောင်းခဲ့မယ်ဆိုလို့ရှိရင်သူကလက်ခံမှာမဟုတ်ဘဲနဲ့ ူနဲ့အတင်းကြားစာချုပ်တက်တန်ကုံဆုံးသွားချိန်ရောက်မှာပဲသူပြောင်းရွှေ့မဲ့အတင်းစီကနေလက်မှတ်ထူးကြီးကိုရယူကာအလွတ်နဲ့ထွက်ခွာခြင်းနေတယ်လို့သိရပါတယ်။အာမန်တင်းဖော်ပြချက်ဆိုရင်တော့တိတ်ပြီးတော့ပြောစရာမရှိပေမဲ့ဒါကဒီအတလက်တက်လိုသတင်းဌာနမျိုးကဖော်ပြထားတာဖြစ်တာကြောင့်မလို့ဂယူဆိုင်ဖို့တော့လိုအပ်နေပါတယ်။လက်ရှိအချိန်ကိုနာတေးကိုရောင်းချမယ်ဆိုရင်အနည်းဆုံးယူရိုတန်း60ရရှိပါလိမ့်မယ်။ဒီလိုကစားသမားမျိုးကဒါအလွတ်နဲ့လက်လို့ရမယ်ဆိုရင်တော့လီဗာပူးအသင်းအတွက်နှစ်နာစီမှာတော့အတိအကျပါပဲ။ တချို့သတင်းဖော်ပြချက်တွေမှာတော့လီဗာပူးဘက်ကလည်းကိုနာဒေးနေရာကိုအစားထိုးဖို့အတွက်အရန်အသင့်တုံးလို့ရမယ်ခံစစ်မှုတအုပ်ကိုရှာဖွေနေတာကြောင့်ဘာတွေဆက်ဖြစ်အောင်မလဲဆိုတာကတော့ရင်းခုန်စွာနဲ့ဆက်လက်ပြီးတော့စောင့်ကြည့်ရအောင်မှာဖြစ်ပါတယ်။နောက်ထပ်ပြီးတော့လည်းလီဗာပူးအသင်းရဲ့ကျယ်ဝင်ကစားသမားဖြစ်တဲ့ဟာဗီကိုတကယ်တမ်းခေါ်ယူဖို့စိတ်ဝင်စားနေတဲ့ club တွေက၃သင်းထက်မနည်းရှိနေပြီလို့သိရပါတယ်။လီဗာပူးဘက်ကဟာဗီကိုအသင်းမှာဆက်ထားခြင်းမြင်မြတ်လို့လည်းပွဲထွက်ကစားခွင့်ရရှိနိုင်ဖို့အတွက်ကစားသမားကိုယ်တိုင်ကထွက်ခွာခြင်းနဲ့ဆိုရင်တော့ ထိုက်တန်တဲ့ပြောင်းရွှေ့ကြီးနဲ့ရောင်းချသွားပဲရှိပါတယ်။ဟာဘေးအတွက်ပြောင်းရွှေ့ကြီးကတော့ပေါင်တန်း40အနည်းဆုံးသတ်မှတ်ထားပြီးတော့တစ်ချက်ရော့နေတဲ့ကမ်းလှမ်းမှုမျိုးကိုအတင်းကစိတ်ဝင်စားမှမဟုတ်ဘူးလို့လည်းသိရပါတယ်။အင်္ဂလန် U21 အတင်းမှာလည်းခြေစွမ်းပြနေတဲ့ဟာဘေးကြောင့်စိတ်ဝင်စားတဲ့အတင်းတွေကပိုပြီးတော့တိုးလာတာဖြစ်ပါတယ်။2029ခုနှစ်ဒီစာချုပ်သက်တမ်းကြန့်ရှိသေးတဲ့ဟာဘီကိုအတင်းမှာဆက်ထားရင်လည်းပြဿနာမရှိပေမဲ့လို့ငယ်မွေးချမ်းမောင်လေးဖြစ်တဲ့ကစားသမားရဲ့မျက်နှာကိုထောက်ထားတဲ့အနေနဲ့ကစားသမားကလည်းသူ့အနာဂတ်အတွက်အတင်းပြောင်းရွှေ့ခြင်းနဲ့ဆိုရင်တော့ လီဗာပူးဘက်ကလမ်းဖွင့်ပေးထားတာဖြစ်ပါတယ်။နောက်ထပ်သတင်းပုတ်အနေနဲ့လီဗာပူးအသင်းဟာဘလက်ဘူးအသင်းရဲ့လူငယ်ကြွယ်ကစားသမားလေးတဦးဖြစ်တဲ့ဂါဘရီယယ်ရှယ်လူတာကိုစိတ်ဝင်စားနေတယ်လို့သိရပါတယ်။ဒီကစားသမားလေးဟာအခုမှအသက်16နှစ်ပဲရှိသေးပြီးတော့သူပြတာထားတဲ့ခြေစွမ်းတွေကနောက်နာကတ်မှာသူဟာထိတ်တန်းအဆင့်ကစားသမားဖြစ်လာမယ်ဆိုတာကိုထင်ဟပ်စေနေတာဖြစ်ပါတယ်။ဒါကြောင့်လေလီဗာပူးအသင်းတာဝန်ရှိသူတွေဟာဒီကစားသမားလေးကိုအတော်လေးမျက်စိကျနေတာဖြစ်ပြီးတော့အပြောင်းအရွှေ့ပြင်မြောက်စေဖို့အတွက်ကြိုးပမ်းနေတယ်လို့သိရပါတယ် ဗီတာမင်စားသမားလေးဖြစ်ပြီးတော့လီဗာပူးဟာ DS ထွက်ခွာမယ်အနာဂတ်ဗီတာမင်နေရာအတွက်ရည်ရထားတဲ့ပုံပါပဲ။ဒီရက်ကစာချုပ်သက်သက်နှစ်နှစ်ပဲကြံပြီးတော့အသင်းဘက်ကသူ့ကိုရောင်းချဖို့ရည်ရထားသလိုတကယ်လို့မရောင်းချဖြစ်ခဲ့ရင်လည်းအသင်းမှာကြီးကြီးပြပြနဲ့ဆက်လက်ပြီးတော့ထားရှိသွားမှာဖြစ်ပါတယ်။ DS ကိုတော့ Saudi Club အနာစာအသင်းကစိတ်ဝင်စားလာနေပြီးတော့လီဗာပူးဘက်ကလည်းပြောင်းရွှေ့ကြည့်အနေနဲ့ယူရို85သန်းနဲ့တန်းတရာကြမရရင်အပြောင်းအရှိအတွက်စကားပြောဆိုဆွေးနွေးသွားမှာမဟုတ်ဘူးလို့လည်းသိရပါဗျ။ ဒီဆွေးနွေးမှုဟာလာမယ့်ဇူလိုင်လအနေနဲ့တော့မှစတင်လာဖို့ရှိနေပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။